အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမောင်နေဝင်းရေးသားတယ်လာတော့မဟုတ်တော့လို့အမိရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာ လာတော့မဟုတ်တော့အခန့်တီကမ္ဘာလောကကြီးတစ်ခုလောအိမ်မောကြနေတဲ့အချိန်မျိုးဖြစ်တော်လေရန်ကုန်စိတ်ကံတဝိုက်မှာမူအသက်ဝင်လှုပ်ရှားနိုးကြားလျက်ရှိကြလေအနောက်တောင်ဘက်စီမှာတိုးဝင်တိုက်ခတ်လျက်ရှိသောနေဒီ မိုးသက်မိုးနှံများကိုတဲဆောင်တဲဖို့ကမအိပ်ဆက်နိုင်တော့အောင်အလောက်ရှုံနေဟန်တူတော့ရန်ကုန်စိတ်ကန်းစီတို့အမောတကောဆက်ရောက်လာလေသည်လေသည်အေးမြနေပါသည်ဆောင်းဥရု၏အေးမြသော အငွေသက်များသည်တပေါင်းတကူလာများ၏ပူပြင်လျှောက်သွေးလှသည်နေအောင်ကြီးအောက်၌ကျွေလွင့်ပျောက်ွယ်သွားသည်မှာမှန်လှပါ၏သို့တော့ ယခုအနောက်တောင်ဘက်စီမှတိုက်ခတ်လာသော လေတွေမှလည်းအေးမြသောအတွေ့ကိုပေးစဲပင်ဖြစ်ပေသည်။အချိန်မှာနန်းနဲ့မိုးတောက်ရန်အချိန်ဖြစ်၏။မိုးတောက်ရန်ဟူသောအချိန်မှာကမ္ဘာလောကကြီးတစ်ခုလုံးအတွက်အိပ်ဆက်၍ကောင်းတုံအချိန်မျိုးပင်ဖြစ်၏ယခုကဲ့သို့သောမိုးတက်မိုးနှံတင်းပြန့်သောအခါသမယမျိုးတွင် ပို၍ပင်အိပ်ဆက်နေကြရမည်သာဖြစ်၏သို့သောရန်ကုန်စိတ်ကံကနိုးကြားလှောက်ရှားလျက်ရှိလိမ့်မည် နန်းနဲ့ငါးနာရီခွဲစီနေတပြိုင်နဲ့မြဝကျုံးပေါ်သွားတင်းမောတို့အစီအေးထွက်ကြပြီတော့မြည်ကြိုက်လေဒီဒီရဲ့ဖြာဘုံဘုကလီလက်ပွတ်တာဓနုပြူစသောမျိုးများတို့ထွက်ခွာသွားကြမြည်မိတင်းမောများမှအင်ဂျင်နှိုးတံတွေကြားရပြီလျှက်စစ်မီးပွင့်များတောက်လင်းလာကြသည်ရင်တို့လျှက်စစ်မီးပွင့်များတောက်လင်းလာသည့်နေ့တပြိုင်နက်ခရီးတယ်များကနေရာယူကြသည် ။စိတ်ကန်းအလုံသမားများကလည်းကုန်ပစ္စည်းမျိုးစုံကိုတဲကြပို့ကြနေရာချကြနေအလုံရှုပ်နေကြလေတော့သည်။ရန်ကုန်နှင့်မအူပင်အကြားရှိရွာစင်းများမှငါးတိုင်များအတွေ့တင်ပို့ရမည်ရေခဲအချိန်ပေါင်းများစွာကိုတဲယူကြလေ။ငါးစီအလုံများစားနယ်ငါးနှင့်ရေခဲရရင်ငါတက်တာအလိုများကိုလည်းတက်ဆိုင်ရာတင်းမောများစီတို့ရှာပေးကြရသည်ဤတို့အပြင် မော်ဒင်စိတ်ကံလဲတန်းစိတ်ကံဖုံးကြီးလန်းစိတ်ကံတဝိုက်တွင်ညအချိန်ပင် ဖြစ်လင့်ကစားခရီးတယ်များအလौတမားများနေလုံနေစာဗျံကြာတမားများဤလှုပ်ရှားမှုဖြင့်အသက်ဝင်နေခြင်းဖြစ်သည်ဟဲ့ကောင်တင်ညော့ထားกว่าမိုးတောင်လင်းတော့မယ်ဝင်းမောင်ဤအိတ်ရှင်မူးထူးအတန်ကြောင့်တင်ညော့မှာ အလန့်နေကြနိုးလာ၏စောစောကမန်းနေလိုက်သောအိမ်မက်ပင်လျင် အမြင်ပြတ်သွားလေ၏မှန်သည် ညနာရီပြန်နှစ်ချက်ကျော်မှအိတ်လိုက်ရတော့တင်ညွန့်သည်မနှိုးမီအချိန်ကလေးမှပင် အိမ်မက်တွေမက်နေခဲ့လေသည် အိမ်မက်ထဲမှသူသည်အယံမူးနေ၏အလုံးကန်းနာဘက်အရောက်တွင်တစ္ဆက်များဘက်၌စိုက်ကားဆွဲရင်းပြင်းပြင်းရှိသည်နှင့်အရက်ဝင်တော့သည်အတော့လွန်သွားသည့်အတွေ့အတော်မူးလိုက်သည်သူကလိုမူးမူးနှင့်ပြန်လာသောအခါအေးစိန်နှင့်ပတ်ပင်သွားတိုးနေသည်အေးစိန်ကအယံမူးနေသောတင်ညွန့်ကိုကြည့်ကမျက်နှာမကောင်း အိမ်မက်ထဲမှာတွေ့နေရသောအေးစိန်ဤညိုလျားသည့်မျက်နှာမှာတနာစပွဲအတိပြီးသော မျက်နှာမျိုးဟုတင်ညွန့်ထင်မိလေသည်အေးစိန်ဤနှထင်းတွင်စံသာကလေးတွေပလူပြန်နေ၏တွယ်လျာလှမျက်နှာမှာနှထင်းနှင်းများ ပိုကျနေသလားဟုထင်ရ၏အယံမူးနေသောငါကြောင့်ဟုတင်ညွန့်အထင်းရောက်လေသည်အေးစိန်ကိုချော့မော့ဖြောင်းပြဖို့အတွက်လူသူလေးပါအတန်ငယ်ကင်းရှင်သော စံကိုတောင်းတဲ့ဘေးသို့ခေါ်သွားမျိုးစုရဲသားတယောက်နဲ့တွားတိုးနေလေသည်ရဲသားသည် သူတို့နှစ်ယောက်ကိုမတင်ကားသောမျက်လုံးအစုံဖြင့်စူးစမ်း၏သူကလည်းတစုံတရာမေခွန်းထုတ်မိကဲ့သို့အပားသို့ရှင်းကပ်လာ၏ရင်းရခိုင်နဘေးမှဝင်းမောင်ကနှိုးလိုက်သည့်အတွေ့ထိတ်လန့်တကြားနိုးလာခြင်းဖြစ်လေသည်မင်းကလည်းအလန့်တကြားကွာပြောပါဗဏ္ဍနာဤထိုးပြီလေဟိုဝင်းမောင်က မလန်းမကန့်ချီ ဘောဒရာစိတ်ရေခဲတက်တံလူကြီးပေါ်တွင် စကားကောင်းနေသည် စိတ်ကန်းအလုသမားကြီးအဘကြော်ထန်းတို့လှမ်းမိလိုက်သည်ငားနာရီထိုးပြီးกว่าကလဲဆုပ်ရအဘကြော်ကပြန်អော်၍ဖြေလိုက်သည်ဝင်းမောင်ကကလာချုံလောက်အောင်အသားမဲသည့်အတွေ့ပေါင်းသိနေကြမိတ်ဆွေအတီအကျွမ်းများကကလဲဆုပ်ဟုတင်စားခေါ်ခြင်းခံရသူဖြစ်သည် အဖနော်ခမကြီးစောစောစီးစီးလက်တီးစာမိကျင်နဲ့ထင်းနေအလကတညာလုံးဒီနားလာထိုင်ပြီး မဟုတ်တန်းတရားတွေပြောလူငယ်တွေကိုပြက်အောင်ဖြက်နောက်ပြီးသူများသားသမီးကို ကလဲစုပ်ကလေးပါလေးနဲ့ကောင်းကောင်းတတိထားဟုတ်ဝင်းမောင်ကလှမ်းပြောလိုက်တော့လေဖုတ်လေသည့်ငပိရှိလေသည်ဟုပင်ထင်ဟန်မတုပဲသူနှင့်ပေါင်းသင်းခဲ့သည့်မယားတွေဤဇက်ထုတ်ကိုပြန်ခင်းနေလေသူတို့နှစ်ယောက်သည်လှဲတန်းစိတ်ကံ ဘောဒနာစိတ်ကမ်းရှိရေနံပါပီကြီးများအကြားတွင် အိတ်နေကြခြင်းဖြစ်၏လွန်ခဲ့သော3-4ရက်လောက်ကစ၍ရေနံပါပီကြီးများရှားသွားသည်ဖြင့်ရင်းနေရာတစ်ဝိုက်မှာရေနံနှံ့များရောပြွန်းလျက်ရှိလေသည်ညီဆိုးဆိုးရေရေနံနှံ့နှင့်စိမ့်ရွှေရွှေရေနံကြီးအနှံ့အပြင်ဓာတ်စီနှံ့ရှင်ပုတ်နှံ့တို့မှာလုံထွေဖက်ပြန်လျက်ရှိလေသည် အနန္တကဆိုးဝါးလာသည့်အထဲတွင် အိယာသော အခိုက်တန့်ကလေး တွင်၌စိုက်ကားပေါ်မှကိုခန္ဓာကို ခောက်ကွေးကတွန့်လင်ကဖြင့်ဖြစ်သလိုအရာဒီအတွက်တကောလုံးညောင်းညာကြိုက်ခဲနေသည်ကိုပါတတိထားမိလေသည်တင်းညွန့်ကကျင်းဆက်နေသောမျက်လုံးမျက်စိနှလုံးကိုပုတ်တက်ကအိတ်ရှင်သောကိုမဖြစ်ဖြောက်နိုင်သေးသည့်လေတံဖြင့်ပြောလိုက်သည် ဖြည်းဖြည်းပဲနှိုးပါလားကွာမင်းအာသာမင်းလန့်နာကတော့မတက်နိုင်ဘူးမိုးတောင်လင်းနေပြီမဟုတ်လား ဖြည်းဖြည်းပဲနှိုးတာပါပဲကွာမင်းဘာသာမင်းလက်နှိုးတာတော့မတတ်နိုင်ဘူးမိုးတောင်လင်းနေပြီမဟုတ်မိုးတောင်လင်းနေပြီလားမသိဘူးဟေးမိုးလင်းပြီလားဟိုတင်ညွန့်ကထမင်းရင်အဲ့ရမှထားလိုက်လေပြည်နေသောလုံကြီးကိုပြန်ဝတ်ရင် အစီပြန်နေသည့်မျက်နာကို လုံကြီးစားဖြင့်တုတ်နေလေကဲပါကွာကလည်းစုပ်ရဲ့အခုမှ9နာရီရှိပါသေးတယ်ကောင်းကောင်းမှီပါတယ်တွားကြစို့ တင်ညွန့်ကတုတ်ကလို့ပြန်ဖြေလိုက်တော့အခါဝင်းမောင်မှာတစုံတရာဆက်လက်ပြောဆိုခြင်းမရှိတော့ပဲငြိမ်ကြသွားလေ၏သူတို့နှစ်ယောက်သည် အနည်းရှိရေပုံပိုင်သို့ထားသွားကဂမန်းကရန်မျက်နှာကိုစီး၏အလုံးချင်းယုံမြချင်း၏နောက်ပြီး စိုက်ကားကူရှင်တွေကိုနေရတကြပြုပြီးရေနံပါပီကြီးများအကြမှာခက်ခက်ခဲခဲလမ်းပေါ်သို့ဆွဲထုတ်လာကြသည်ဤသို့အပြင်တင်ညွန့်နှင့်ဝမ်းမောင်သည်ဟူသော စေကံစိုက်ကားသမားနှစ်ယောက်သည်တနစ်တာဤတဝမ်းတကားကိုဖြစ်တင်းရှာဖွေရန်အလုံးကကန္နာလန်အတိုင်းအပြေးကလေးနင်းလျက်အလုံးအမတ်တဲ့တစ္ဆတ်များဘက်သို့ထွက်ခွာလာခဲ့ကြလေ။ရန်ကုန်မြို့၏အနောက်ပိုင်းတဝိုက်သည် မာဂျူရီမီးရောင်များအောက်တွင်တိတ်ဆိတ်ငြိမ်သက်နေသေးတာသည်။အခန်းနှင့်ဒီညတော့အေးစိန်စီတော်မရောက်ဘူး။တင်ညွန့်ကစိုက်ကားကိုဝှေးဝေးမြည်အောင်နင်းရင်လှမ်းပြောသည်။ ဝင်းမောင်သည်တင်ညွန့်ဤအေးစိမ့်အကြောင်းကိုအထူးတက်လဲစိတ်ဝင်စားဟန်မတူအဘဲကြောင့်ဆိုသောတင်ညွန့်နှင့်အေးစိမ့်တို့၏ဇလံကို အပြည့်အစုံတည်ထားပြီးသည့်အတွက်ဖြစ်သည်တင်ညွန့်သည်တာတဘောနယ်သားဖြစ်ပြီးဝင်းမောင်ကဝါခဲမဘတ်မှရန်ကုန်သို့တက်လာသူဖြစ်သည် သူတို့သည်ရန်ကုန်စိတ်ကံတဝိုက်တွင် စိုက်ကားနေရင် အတူတကွဂိတ်ထူအတူတကွပြိုင်ဆွဲအတူတကွမြောက်ပန်းမြောက်ပန်းလှန်ရင်အရက်တောက်ရင် ကျွမ်းဝင်လာကြသူများဖြစ်၏။နှစ်ယောက်စလုံးတကူရီတကားရသမားများဖြစ်သည့်အလျောက်သူတို့တွင်နေစရာအတိတကျအိမ်ဟူ၍မရှိတော်လေ။အထူးတက်လေပူပန်ခြင်းမဖြစ်။သူတို့နေနေသောစိုက်ကားသည် သူတို့၏အိမ်ယာ၊သူတို့၏လုပ်ငန်း၊သူတို့၏ဘုံဘိတ်မှန်သာဖြစ်နေ၏။စိုက်ကားနင်းစားရသောအလုံးမှလည်းရေရာလှသည့်အလုံးမျိုးမဟုတ်။တခါတရံ၃လေးကျက်မြတော့ငွေရဖို့အတွက်ရှားအလျားသာထွက်မတဲ့ဆွဲနှင်းနေရတော့လေ တခါတရံ6ချက်10ချက်ကို လွယ်လွယ်ကလေးရထက်သည်လည်းရှိ တလောကမူစိုက်ကားတာယာနှင့်ကျွတ်တွေအပြင်ဘက်မှာဈေးကောင်းသည်ဆိုကစိုက်ကားတွေကို မော်တင်စိတ်ကမ်းမှာအဒူလမြာကွန်းရဆိုင်တွင် အထားလည်းရဲ့တာယာနှင့်ကြိုယောင်းသောပြည်သူဆိုင်များ၌လိုက်တိုးကပြန်ရောင်းသောအလုပ်ကိုလောက်ကင်ကြသေးသည်ထိုအချိန်ကားဆိုလျင်သူတို့နှစ်ယောက်အတွက်မှန်ရှည်တော်တော်ကြိုက်ကငွေချွင်ကြလေသည် တနေ့လည်းရင်တာယာကြော့တစုံလောက်ထုတ်၍အပြင်ဘက်၌ပြန်လဲလှဲ့လာလှဲ့လဲရောင်းရုံများဖြင့်သူတို့အတွေ့တဆယ်ဆန်းကားကျက်ကြံလျာစိုက်ကားနေရသည်မှာနေကပူသလောက်ကြောပူခေါင်းပူခံရသည်သာမကညောင်းညာပင်ပန်းလွန်းလာသည်ဤအလောက်ကတွယ်သားကြိုက်သည်ဟု ဆိုကရက်အတန်ကြာများလှုပ်နေကြသေးတော်လေနောက်ဆုံးတွင်အခြေအနေမပြေတော့သည့်အလျောက်ဓမ္မဦးကျလုပ်ငန်းဖြစ်သောစိုက်ကားပေါ်သို့ပြန်တက်ကြရလေတော့၏ မင်းတို့ကလည်းယူရင်ယူလိုက်ကြပေါ့ကွာဟုတ်ဝင်းပေါင်ကတိတ်ဆိတ်စွာနင်းလာရမှလှမ်းပြောလေသည်ဟေးဘာဖြစ်လို့လဲတင်ညွန့်ကအာရှောက်နေသောအတန်ခွဲကြီးဖြင့်မေးသည်စိတ်ကန်းတစ်ခုလုံးနဲ့တိနေကြပြီပဲဟာမထူးတော့ဘူးလေသူလည်းလင်းရှိတာမဟုတ်မင်းလည်းမရရှိတာမဟုတ်ဆိုတော့ယူလိုက်ကြပေါ့ကွာယူလိုက်ရင်ပြီးတာပဲမင်းအတွက်ပါအခြေတကျဖြစ်သွားမှာပေါ့အေးဒါလည်းစဉ်းစားစရာပေါ့လေ တင်းညောကတောက်ကလေးကိုပြောပြီးနောက်နှုတ်ဆက်သွားပြန်သည် တကယ်ဆိုတော့အေးစိန်ကြီးအเจ้าမှာသူကောင်းတဲ့သူအပြေးလွှားရောက်လာခြင်းကြောင့်သာဖြစ်ပါလိမ့်မည် အမှန်အဖျင်းဝင်းမောင်ပြောသလိုပင်ယူလိုက်ဖို့သာကောင်းတော်တော်သူနှင့်အေးစိန်ကြီးဇလန်းမှာစိတ်ဝင်စားဖွယ်လည်းဖြစ်လေသည်တွေးလိုက်တိုင်းအေးစိန်အပေါ်သူထားကြည့်သည့်တန်ရုံးစင်မှာကြီးမားတဲ့ကြီးမားလာနေသည်ကိုလည်းသဘောပေါက်မိသည်အေးစိန်သည်မုတ်ဆိုးမှဖြစ်၏အသက်22နှစ်မြတ်သာရှိသေးသည် ။ကလေးနှစ်ယောက်ကိုတပြိုင်တည်းအမွှားကလေးမွေးထားသောအေးစိန်သည်ဒက်ဖရင်ဆေးယုံ၏ကုသိုလ်ဖြစ်အခမ်း၌တာသမီမွေးရခြင်းဒံယာဒါချက်များကြောင့်လူးလွန့်ညီးတွားနေစဉ်သူ့ယောက်ျားဖြစ်သူ မောင်ပွားမှာကီလီစိတ်ကန်း၌စံအိတ်အတင်အချတွင်စံအိတ်ပိကပွဲချင်းပြီးတည်ဆုံသွားကြရလေသည်အေးစိန်ဒီမောင်ပွားနေတကွာရှင်တွဲလည်းရဲ့ဆင်းရဲခြင်းပင်ပန်းခြင်း ဒံဟုသည်မြောက်ကိုခါးစည်း၍ခံခဲ့ရသောမိမသားတယောက်ဖြစ်၏။စာဆို၍တလုံးမြမတက်သောသူတို့လင်မယားမှာရန်ကုန်စိုက်ကန်းနယ်မြေများတွင်ရေကြီးရာမျက်နှာရာဆိုသလိုလှက်လေရင်ထမ်းရွက်တဲပေါ်ရင်အသက်မွေးလာကြသူများဖြစ်လေ၏။တွန်ဒီတဖက်ကန်းညောင်းနှပင်ရွာမှထွက်လာခြင်းက မောင်ပွားသည်ရာဘာတမန်တစင်းကိုရန်ကုန်အထိယူလာနိုင်သေးသည့်အလျောက် ဤဟာဘာတမန်ကို စိတ်ကမ်းတွင်ထိုးဆိုင်ကအေးစိန်နှင့်တအိုးတအိမ်ထူထောင်ခဲ့သူဖြစ်သည်မောင်ဘွားဆန်အိပ်ပြီး၍တည်ဆုံသောအကြောင်းကိုဘဝတူ ပခုံးထန်းကူလီတွေက ဖုံးထားခဲ့ကြလေသည်သို့မဟုတ်ကြောင့်လည်းအေးစိန်သည်စိတ်တထင်းထင်းရှိလာသည်နှင့်မိနှင့်ရမမပြေသေးမီဒါဖရင်ဆေးယုံ၏ကုသိုလ်ဖြင့်စေကံမှဆင်းလာခဲ့မိလေသည် သူတို့၏ဂေဟာဖြစ်သောတာမန်တို့တမိနှစ်ယောက်ကိုပွေ့စီကပြန်လာခဲ့ကြသောအချိန်က ောင်ဘွားအတွက်မောင်ဘွားအတွက်ဖန်တီးပေးလိုက်သောကံကြမ္မာဤဇလန်းကိုအေးစိန်တိခွင့်ရာသွားလေတော်သည် လင်းတယောက်လုံးခွေးသည်ဝက်သည်တေလီချင်းဟုအေးစိန်မှာယူကျုံးမရဖြစ်မိသည်တော့မှန်၏တို့တော့အလောင်းကိုမတွေ့ရတပိတ်ပင်မတွန့်လိုက်ရသောလင်းသားအတွက်ပူဆွေတန်းတနေခြင်းအပြင်အေးစိန်ဤဘဝအေးစိန်ဤတဝန်းတစ်ခါမှာဝါလာမည်မဟုတ်သောမို့ကြောင့်လေအေးစိန်သည် နေလေနေခင်တမိကလေးများအိတ်ချိန်တွင် ကြောင်မီးတွေတွားရွက်ရသည်ညာဘက်များ၌တမီးနှစ်ယောက်ကိုတံမန်ဝန်းတွင်၌တိတ်ခါခေါင်းရွက်ကုံချလိုက်ရသည်တနေ့လည်းရင်သူ့အတွေ့အရနိုင်ဆုံးသောငွေကလေး၂ချက်၃ချက်ဖြင့်ဘိုင်၃ဘိုက်၏တောင်းတမှုတွေကိုစူးစမ်းဖြစ်တင်းခဲ့ရသည်ဤသို့သောရေစံလေစံအခိုက်အတန့်တွင် တင်ညွန့်သည် အေးစိန်ကိုတွားတွေ့ခြင်းဖြစ်၏ အေးစိန်နှင့်တမီးကလေးများအတွေ့မောင်ပွားကအမွေပေးထားခဲ့သောတန်ပန်သည်လှဲတန်းအောင်ဘောဒရာနှင့်လှဲတန်းအထက်ဘောဒရာကြားတွင် ထားဝယ်စဉ်စိုက်ကပ်ထား၏အေးရီဒီရီတက်လျင်တန်ပန်မှာရေပေါ်၌ပေါ်နေလျက်ရေပြန်ကြာသွားလျင်နှုံးပေါ်များ၌တင်နေတတ်၏နှစ်တွေလတွေရာတီသေးတာပြောင်းလဲသွားတော်လေအေးစိန်ဤဘဝအေးစိန်ဤဂေဟာကမပြောင်းလေထိုတမန်အနည်းရှိစိတ်ကံကတရား လမ်းတစ်ဘေးတွင်လာ၍ဂိတ်ထိုးစခန်းချသောတင်ညွန့်သည်အေးစင်ဤဖြစ်အင်ကိုမမြင်ချင်၍မရမတွေ့ချင်၍မရမြင်ရတွေ့ရ၏သို့ကလိုမြင်ရတွေ့ရဖန်များလာသောအခါအေးစင်အတွက်ကျင်းနာတတ်သောသူနှလုံးသားမှ အမျိုးအမည်ခွဲခြား၍မသိနိုင်သည့်စကားလုံးတွေကိုပြောကျင်လာမိ၏ဒီလိုနှင့်ပင်အေးစင်ကိုကြိုက်လေရာပေတာစရာကိုရှာနေသောငယ်ရွယ်နုပြိုသေးသောအေးစင်ကလည်း သူ့ရှေ့စကားကြိုက်စကားတွေကိုငင်းဆိုခြင်းမရှိခဲ့တင်ညိုနဲ့အေးစိန်ဒီတစားတစားတန်ရောစဉ်ညစ်တွယ်လာရာယခုဆိုလည်းရင်တမီးကြီးစားမကလင်းမယားလည်းမကြတော့အဖြစ်မျိုးတို့တမျိုးတဖြည်းဖြည်းဆက်ရောက်၍လာခဲ့ရှိပြီမင်းကယူမယ်ဆိုလေဘသူကမှသဘောမတူမှာကန့်ကွက်မှာမဟုတ်ပါဘူးမင်းတို့နှစ်ယောက်စလုံးအတွက်လည်းကောင်းတာပဲဒါငါအထင်နေကွာ နောက်ပြီးအခုအတိုင်းမင်းကအိတ်ရှင်မအတူသွားအိတ်တာမျိုးလုပ်နေတော့အရက်ကဝိုင်းပြောလာရင်မင်းကလေးလည်းရှက်မှာပေါ့မင်းပဲစဉ်းစားကြည့်ဒါငါကနှမချင်းစာလို့ပြောတာအေးဟုတ်တယ်မင်းပြောတာမှန်တယ်ဒါပေမဲ့တည်တည်ချာချာလည်းစဉ်းစားအောင်တော့သူကကလေးနှစ်ယောက်ပါမှာနောက်ကြမှာဒီဖျားပေးတဲ့ကလေးတွေကိုမင်းမလိုချင်ဘူးလို့မဖြစ်ဘူးနော်ဝင်းမောင်ကထပ်၍ပြောကြည့် သူပြောနေသောစကားလုံးတွေမှာရိုင်းတော်လေအမှန်တွေကြီးဖြစ်သည့်အတွေ့တင်ညော့မှာအထူးအထွေတွေးတောနေခြင်းမရှိတင်ညော့မှာတစုံတရာသောစကားတွေကိုဆက်လက်ပြောဆိုခြင်းမပြုမီဝင်းမောင်ကပင်ဆက်၍ပြောပြန်သည်တကူရီတကာရနေတယ်ဆိုတာကတော့ကောင်းတယ်အခုကြည်စမ်းမင်းနဲ့ငါနေတာစိုက်ကားနင်းခြင်းနင်းလိုက်မနင်းခြင်းလည်းအိတ်နေလိုက်ဘာမှကိစ္စမရှိဘူးလွတ်လပ်တယ်ဒါပေမဲ့တိတ်လုံအားကြီးတော်လည်းမကောင်းဘူးပေါ့ကွာနောက်ပြီး ဒီကလေးမလေးကိုငါတနာလို့ပြောတာမင်းအတွက်လည်းအိမ်တော်ယတားဆိုလို့မိမနဲ့ဘာနဲ့ဆိုရင် အတီတကြဖြစ်သွားမလားတို့ကျန်တာကတော့မင်းရဲ့သဘောပဲလေအေးစိန်ကတော့တနာစရာလေးပါကွာအေးတနာစရာကောင်းတာတော့အမှန်ပဲကလေးနှစ်ယောက်နဲ့လင်သားကလည်းမရှိ အရွယ်ကလည်းကောင်းတော့ဆိုတော့ပျက်စီးဖို့ကတိတ်မြန်တာတဝမ်းတစ်ခါအတွက်ဖြစ်တယ်လို့ရှားကြံစားတော့နေတာကကိစ္စမရှိဘူးတော်ကြ ဒီဒုက္ခတွေကိုမခံနိုင်လို့ပြတ်သွားရင်ခတ်မယ်။မင်းစဉ်းစားကြည့်လေ။ကြက်တွေဒီလောက်ပေါနေတဲ့အချိန်မှာ ကြက်ဖြစ်သွားရင်ဘယ်နဲ့လုံးမလဲ။ဝင်းမောင်ပြောသောစကားကိုတင်းညွန့်ကတလုံးတလေးများပြန်လဲပြောဆိုခြင်းမရှိတော့လေ။ခေါင်းတညိမ့်ညိမ့်လှုပ်၍သာထောက်ခံနေမိလေ။ကြက်ဖြစ်သွားရင်ဘယ်နဲ့လုံးမလဲ။ဟူသောဝင်းမောင်ဤစကားလုံးများမှာသူ့ရင်တွင်၌ဘောင်ခက်လှုပ်ရှားနေလေ။သူတို့နှစ်ယောက်သည်အအေးထပ်ပါသောလေကိုဖောက်ထွင်းကား အပြင်နင်းလာလိုက်ကြကအတန်ကြာသည့်အခါ၌အလုံးတစ်ဆက်ဝင်းစီတို့ ရောက်သွားကြသည်ယနေ့မနေ့တင်းမောဆင်းမြစ်ခရီးသည်များကအော်ဒါခေါ်ထားသည် မဟုတ်လောစောင့်အောင်နေကြပြီကဲသူတို့မြန်မြန်တင်းပြီတင်းမောစိတ်ပြန်ကြအောင်စို့ဟိုဝင်းမော်ကဝင်းမောင်ကလမ်းပြလိုက်ရာတင်းညွန့်ကမူအေးဟုတ်သားလေးတွက်သာပြောရင်အေးစိန်ဤပါလိုက်ရမျက်နှာကလေးကိုသာ ပြန်လဲမြင်ရောင်နေမိလေသည် ရှင်လျားသောတပ်ပြင်းကိုလည်းတိတ်တခိုးချလိုက်မိလေသည်အခန်းတော်အဲ့ဒီစိတ်ကလက်ဘွတ်တာစိတ်ပဲဟောင်းကိုညာဘက်အစွန်ကကတ်ထားတာကလက်ဘွတ်တာတင်းမော်လှဲတန်းအထက်ဘော်ဒရာထိတ်နားတွင် စိုက်ကားထိုးရက်ပေးရင် စီးလာသည့်ခရီးသည်မိမကြီးနှစ်ဦးအားတင်းညို့ကပြောလိုက်ခြင်းဖြစ်သည် အလုံးတစ်ဆက်ဝင်းမှတဖန်ပြန်နှင်းလာသည့်အတွေ့သူ၏နှစ်ဘူးပြင်တွင်ချွေးဆက်ချွေးပေါက်များပင် စီးဆို့လာကြသည် ဝင်းမောင်၏စိုက်ကားတွင်ပါလာသည့်ခရီးသည်များကပြည်စိတ်သို့ဆင်းကြမည်ဖြစ်သည်ဖြင့်ပြည်တင်းမောစိုက်ကက်ရာစိတ်ခံတရားစီတို့လိုက်ပို့ရသည်ဖြင့်လူချင်းတစားစီကွဲသွားကြတော်လေတင်ညွှန်း၏ခရီးသည်များဆင်းသွား၍မျှမကြမီဝင်းမောင်သည် သူ့စိုက်ကားနှင့်ပြန်၍ရောက်လာလေ၏တီလီဘက်ကငါးစေးမှာတွားဆွဲကြအောင်ဆိုကွာအချိန်ရှိသေးတာပဲဟင်းရွက်တယ်တွေလည်းရောက်ရောပေါ့မင်းလာရော မလားဟာ မင်းပဲသွားတော့ကွာငါမလိုက်သေးဘူးပတိန်အမြန်စိုက်ချိန်ကြမှာပတိန်စိတ်ကိုလာခဲ့မယ်ဝင်းမောင်ဒီလေးအဟုံကိုဖောက်ထွင်းကကီလီစိတ်ကမ်းဘတ်တို့နင်းထွက်သွားလေရာလဲတဲ့စိတ်ကမ်းတစ်ဘေးတွင်တင်ညွတ်တယောက်တည်းသာရောင်ချာချာနဲ့ကြံ့ရင့်ခဲ့လေထိုအခါလေဒီပို၍ပြင်းထန်တဲ့ပြင်းထန်လာ၏အနောက်တောင်ဘက်မှတိုက်ခတ်လာသောလေမှုမိုးသက်ရနံ့ကိုတည်ဆောင်လာသည်တမကား မိုးရိပ်မိုးငွေကလေးတွေပင်ပါလာသည်ဟုထင်ရ၏တေးသေးမုံမုံမိုးဆက်မိုးဝဲကလေးများသည်လည်းလေပြင်းနှင့်အတူရောနော်လိုက်ပါလာခဲ့ရှိ၏မုတ်တုံလေးသည် လောကပတ်ဝန်းကျင်ကိုအညိုတကြီးလွှမ်းခြုံတိုက်ခိုက်တော့မည်အလားပြင်းထန်တဲ့ပြင်းထန်လာ၏ဟေးတောက်ကျိုးနဲ့ကွာမိုးပွဲတောင်ပါလာပါကလားဟူသောအတန်တောင်လေတာတဲ့ဟေးဟူသောစိုက်ကန်းအလုံးသမားများ၏ အတံပလံများကိုလည်းကြားရသည်ရင်းရခိုက်မှာပင် လေသည်ပိုလို့သာထမ်းလာ၏ကျေပြောလှစွာသောရန်ကုန်မြစ်တရိုးရှိရေပြင်သည်လှိုင်းပေါင်ပင်ခတ်လာ၏ဘောဒရာတုံမိုးများအဆောက်အဦများနှင့်တင်းမောတာရပတ်များမှ လေဤတုံးဝင်ရိုက်ခတ်တံကြောင့်စောက်တီရမရလောက်အောင်လှုပ်ရှားမြည်ဟီးလျက်ရှိနေကြ၏ကန္နာလန်တစ်လျှောက်တွင်က လေအဝဲ့တွင် တက်လာသည် ယူမုံတွေစက်ခုစောက်တွေနဲ့အမှိုက်တရိုက်တွေမှာပလူပြန်နေကြလေထိုအခါမိုးတီဟုံဟုံတိုင်တိုင်ရွာချလိုက်ပြန်သည် မိုးဦးလေဦးမို့ထင်သည် လေကတယန်းတလို့မိုးကလည်းကြမ်းလှပြီခရီးသည်တွေနဲ့စိတ်ကန်းအလုသမားတွေမှာနီးရာအမိုးအကများအောက်သို့ ပြေးဝင်ခိုအောင်ကြလေသည်တင်ညွန့်သည်ရုပ်ရှင်ပြောင်းလဲသွားသော လောကဓလေ့ကိုမှင်တက်မိသလို ကြည်နေရမှတစုံတရာကိုသတိရသွားသည်အလား ူစိုက်ကားထားရာရေနံပါပီကြီးများအကြားတို့ ထိုးသွင်းလိုက်ပြီးနောက်မလန်းမကန့်ချီရေဆက်တို့ပြင်းစင်းသွားကတံမှန်ဒစင်းပေါ်သို့လှမ်းတက်လိုက်လေသည်အေးစိအေးစိတင်ညွန့်သည်ကြဲမြင်လာမြင်ဖြစ်နေသောတံမှန်ခေါင်းမိုးအတွင်းသို့ ခေါင်းချို့အတွင်းက အတန်ပြုတ်လိုက်လေသည်ရှင်ကိုတင်ညွန့်လားအေးစိပြန်မေးတံကိုကြားလိုက်ရသည် အေးစင်ဤအတံမှာရှိနဲ့အာနယ်လာတော့အတံဖြစ်ကြောင်းတင်ညွန့်တတိထားလိုက်မိသည်ခလေးတွေရောဆိုးကုန်ပြီလားနင်းရောဘာဖြစ်တယ်လို့လဲကဗျာကတိမေးရင်တင်ညွန့်သည်အေးစင်တို့တားမိနေသည်တံမှန်ခေါမိုးအတွင်းတို့ဝင်လာခဲ့ပြီးနောက်အေးစင်အပားတွင်ထိုင်ချလိုက်သည်အကျမအကျမနေမကောင်းဘူးခလေးတွေတော့ဆိုးများကုန်ပြီလားမသိဘူးကျမထားလို့မရဘူးဟေ့ နင်ကိုရင်တိတ်ပူနေပါလားအေးဆောင်းလေးပါလေးလဲခြုံထောင်းခလေးလေးတို့ကငါလောက်ပေးမယ်ဟုတ်ဆိုကတင်ညွန့်ကခေါင်းရင်ဘက်ရှိတာရာဘတ်အပြဲဆုပ်ကြီးကိုဆွဲယူလိုက်ပြီးနောက်ရှင်တော်အမိုးပေါ်တွင်ဖြန့်တင်လိုက်သည်အေးစင်ဤတမေလူမမဲခလေးနှစ်ယောက်မှမူမုတ်တုံလေထန်နေသောအပြင်လောကဤအဖြစ်တစ်နှစ်ကိုမသိနိုင်လောက်အောင်အိမ်မောကြနေစေဖြစ်၏ တင်ညွန့်သည်အေးစက်ဤနှစ်ဖူးပြင်ကိုသူ့လက်ဖဝါးကျမ်းဖြင့်တင်၍ဆန်းကြည့်လေ၏အေးစက်ဤနှစ်ဖူးပြင်မှာရှေ့ရှေ့တောက်ပူပြင်းနေလေ၏မမနေ့မနေ့နေ့လေကကြောင်မီးသွေးတွားရွက်ပြီးပြန်လာကလေးကဖျားတာတကူလုံးကိုကန်ရိုက်ထားတယ်လို့ပဲထားလဲမထနိုင်ဘူးငါမသိလို့ပါဟာမနေ့ကြတော့ဆေးချပေးမယ်နေကောင်းသွားမှာပေါ့ တင်ညွန့်ကပြောလိုက်တော့လေအေးစိန်ကဘာမှပြန်ပြစ်မပြောပဲတဖက်သို့လှည့်နေလိုက်။ဘာဖြစ်တယ်လဲအေးစိန်။တင်ညွန့်ကအေးစိန်ဤပားပြင်ကိုလက်ပဝါးပြင်ပုတ်တက်လိုက်သောအခါပားပြင်တစ်ခုလုံးမှာဆူချွဲနေသည့်မျက်ရည်စာများကိုဆမ်းမိလေသည်။အေးစိန်ဘာဖြစ်တယ်လဲငါ့ကိုပြောစမ်း။ငိုမနေနဲ့ငိုနေရင်ပို့ပြီးတော့ခေါင်းကိုက်မှာပေါ့ဟာ။ဖြစ်တာတွေကိုသာပြော။ဒီအခါနောက်အေးစိန်သည်တချုံချုံငိုနေပြန်၏။ မိုးကလည်းကြလာပြီတာမန်ကိုလည်းမိုးရအောင်ပဲအလုံးလောက်ရတာကဒီခလေးတွေကလည်းတစ်ဖက်နဲ့ခတ်ပါတယ်ကိုတင်ညွန့်ရဲ့ဟိုအတန်တင်းကလေးနဲ့မပွင့်တဲ့ဖွင့်ပြောရင်ထတ်ငိုသည်အိုးကွာအေးစိန်ကလည်းငါးစိန်ကပိုင်းဖြတ်ပြီးပြီဟာနေရချေးရဲအတွက်မပူနဲ့ငါတက်တက်လုံးတောင်းဝန်ယူမှာငါတရောင်လုံးရှိတဲ့ဥစ္စာပဲဟာတာမန်ခေါင်မိုးလည်းမိုးပေးမယ်တိလားဒီမှာကြည်စမ်းအေးစိန် ငါနင်းကိုယူမယ်နင်းကပါလာတဲ့သမီးကလေးတွေကလည်းငါရဲ့ကလေးတွေပေါ့မဟုတ်ဘူးလားနင်းအကြောင်းမီးသွေးရဲရတာလည်းပင်ပန်းလှပါတယ်ဟာငါဆိုင်ကနင်းကျွေးပါမယ်တို့သမီးကလေးတွေကလူတန်းစီအောင်တော့ကျွေးထားနိုင်မှာပါမဟုတ်ဘူးလားငုံမနေစားပါနဲ့ဟာမနှက်ဖြန်ကြရင်လူမှုဖူလုံရေးဆေးရုံကိုသွားငါဆိုင်ကနဲ့ငါလိုက်ပို့ပေးမယ်တိတ်တိတ်ဟို တင်ညွန့်ကကရားရေရေလွတ်တယ်လို့တတို့တို့ပြောရင်အေးစိန်ကိုအားပေးလိုက်ဒေအိုးကင်းဘက်မှာပူလောင်နေသောအေးစိန်ဤခန္ဓာကိုယ်ကိုလည်းတယူးတရပွေဖက်ထားလိုက်မိလေ၏တင်ညွန့်နှင့်အေးစိန်ဒီဟူသော လူသားနှုတ်ဦး၏ရင်တွင်းမှဖြစ်လာသောကျင်နာခြင်းမေတ္တာတေးသည်ကျမ်းကျင်တိုင်းကျမ်း၍ရမ်းကျင်တိုင်းရမ်းနေသောအပြင်လောကမှမဟုတ်တုံမှုနှင့်မဟုတ်တုံလေတို့ကိုအန်တုပြိုင်နေသည့်သက်ဖွဲ့ပင်ဖြစ်နေ၏ထိုအချိန်တွင် ရန်ကုန်စိတ်ကမ်းတဝိုက်သည်တင်မန်းနွမ်းနယ်ရအံ့သောအာခေရုံးကန်အံ့သောတနေ့တာကိုကြိုးစားကြိုးစိုးလျက်ရှိနေပြီသားဖြစ်ပါတော့တည်းမြဝတီမေ1966ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေပြီးဝင်ရောက်နားဆင် အားပေးကြတဲ့သူကျွန်တော်တို့ရဲ့ညကမာမတအူးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးဘေးအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ။